ိကျန်ဓမ္မပညာမလေးပတိညင်ဟောင်းနဲ့ပတိညင်သစ်ဆိုပေအပိုင်းနှစ်ပိုင်းလို့꿰နေတာကိုတတိထားမိကြမှာပါဘာလို့ဒီလောက်ထိ꿰ပြသွားရတာလဲဒီနေ့မှတော့အဲ့ဒီအကြောင်းကိုပဲဖျောက်ပြသွားမှာပါကျောက်ပြားကောင်မှရေးထွန်းထားတဲ့ဂတိကဝေတစ်ခုကနေလူတွေရဲ့နှလုံးသားထဲမှာရေးထိုးထားတဲ့ဂတိတော်တစ်ခုအဖြစ်ဘယ်လိုမျိုးပြောင်းလဲသွားသလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ထားနာတော့စဉ်းစားကြည့်ရအောင်ငါ့ကိုယုံကြည်တဲ့သူရဲ့ဝမ်းထဲကနေအသက်ရှင်တဲ့ရေစည်းသောမြစ်ကြီးထွက်လာမယ်တဲ့ဒါက တာမန်စကလုံးလလလေးတစ်ချက်အများကြီးပို့ပါတယ်။ဒါဟာအရာအလုံးကိုပြောင်းလဲပေးနိုင်တဲ့ဂရီတော်တစ်ခုပါ။ဒီဂရီတော်ကပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြီးအမားဆုံးသောပြောင်းလဲခြင်းကြီးကိုနားလည်ဖို့တောချက်ထိလာမှာပါ။ကောင်းပြီ။အသက်ရှင်သောယေစီသောမြတ်ဆိုတာပါကိုပြောတာလေ။ဒါကပြဆန်းဆန်းတင်စားလိုက်တာမျိုးမဟုတ်ပါဘူး။ ကျမ်းစာမှာရှင်းရှင်းလင်းလင်းပဲဖော်ပြချရတယ်။ဒါဟာတန်ရှင်သောဝိညာဉ်တော်ကိုယဉ်ညွန်းတာပါပဲ။ဒါကိုအယူအဆတစ်ခုလိုမျိုးမဟုတ်ပဲကျွန်တော်တို့အတွင်းထဲမှာတကယ်စီစင်းနေတဲ့တန်ခိုးစားတစ်ခုလိုမြင်ကြည့်လိုက်ပါပဋိညာဉ်တွေကိုနားလည်ဖို့အတွက်ဒီအချက်ကအရင်အရေးကြီးလို့ခံတဲ့ထေချရအောင်နော်။အသက်တစ်ခုရဲ့တင်ဖို့ကိုအပြေဝါနားလည်ဖို့ဆိုရင်အဟောင်းကိုအရင်ကြည့်ထားဖို့လိုတယ်မို့လား။ပဋိညာဉ်တည့်ရဲ့ချူချာမှုကိုနားလည်ဖို့အရင်ဆုံးအတိတ်ကိုပြန်သွားပြီးပဋိညာဉ်ဟောင်းကိုလေ့လာကြည့်ရမယ်။ အဲ့ဒါကတကယ်လို့ပါလေပြီးတော့ဘာကြောင့်အစ်စ်တခုလိုအပ်လာခဲ့တာလဲအတူတူကြီးလိုက်ကြရအောင်ကျန်းစာမှာစိတ်ဝင်စားစရာတခုပြောထားတယ်ပထမပဋိညာန်တအပြစ်အနာအစာကင်းခဲ့မယ်ဆိုရင်ဒုတိယတခုလိုကိုမလိုအပ်ဘူးတဲ့ဆိုလိုတာကပထမတခုကမကောင်းဘူးလို့ပြောတာမဟုတ်ပဲသူ့မှာကန့်သက်ချက်တွေရှိနေခဲ့တယ်ပေါ့ဘလို့လဲဆိုတော့သူကဘဲကိုတော်ရမယ်ဆိုတာပြတယ်မြေပုံတစ်ခုနဲ့တူပေမဲ့အဲ့ဒီကိုရောက်ဖို့လောင်စာစီတော့မပေးနိုင်ခဲ့ဘူး အဲ့ဒီလွန်စာစီမရှိတာကပဲကျွန်တော်တို့ကိုနောက်တဆင့်စီခေါ်သွားတာပါ။ဒိရိဆိုင်အသွေးနဲ့တီးပြီးအိဆက်တဲ့ကြောပြားလေးပေါ်မှာထွင်းထားတဲ့ကောင်းကင်တမန်နေနဲ့မိုးရှေကတဆင့်ပေးရတဲ့ပတိရင်တစ်ခုကိုမြင်ရောင်ကြည့်လိုက်ပါ။တကယ်တော့ခနာပေမဲ့တစ်ဖက်မှာလည်းအပြင်းမန်းဆန်နေလို့ခံစားရတယ်မဟုတ်လား။အရာအားလုံးကလူတွေရဲ့အပြင်းပတ်မှဖြစ်ပျက်နေခဲ့တာပါ။ဒါကပတိရင်ဟောင်းရဲ့အဓိကအချက်ပါပဲသူကယာယီသဘောတူညီချက်တစ်ခုပေါ့ဒါပေမဲ့ပေါ်နဲ့ဆိုင်တဲ့အရာတစ်ခု စီးမြင့်နေချီပဲတတ်မှတ်ပေးတာမဟုတ်ပဲလူတွေကိုယ်တိုင်ကိုယ်ပါကြောင်းလဲပေးနိုင်တဲ့အရာတခုလိုအပ်လာခင်ကောပတိညင်ဟောင်းကိုမှမှန်တချလို့သဘောထားကြည့်လိုက်ပါမှန်တဲ့ကိုကြည့်လိုက်ရင်ကိုယ့်ရဲ့အပြက်အနာအစာတွေအမာတွေပြင်ဖို့လိုအပ်တာတွေအကုန်မြင်ရတယ်အတုံးဝင်တာတော့မှန်ပါတယ်ဒါပေမဲ့မှန်ကတူပြနေတဲ့ပုံရိပ်ကိုပြောင်းလဲမပေးနိုင်ဘူးလေပိုကောင်းလာဖို့ခွန်အားလည်းမပေးနိုင်ဘူးအဲ့ဒါကပဲအခက်အခဲကြီးထိခဲ့တာပါပညာတရားကပြဿနာကိုပြတဲ့ဒါပေမဲ့အဖြေကိုတော့မပေးခဲ့ဘူးဒီတော့ ရောင်ပြန်ဟပြယုံချက်ပေါ်တဲ့ရာတစ်ခုလိုအပ်လာခဲ့ပါတယ်။ဒီမာတင်ဇလန်းကတမျိုးပြောင်းသွားတော့တာပဲ။ပတိညီဟောင်းက ပြဿနာဆိုရင် အဖြေကဘာဖြစ်မလဲ။ကျဲစာကလုံးဝအစ်စ်အဆန်းပြတဲ့အရာတစ်ခုကိုတင်ပြလာပါတယ်။ဒါကပြင်စင်မမှန်မှုတစ်ခုမဟုတ်ပဲတော်လန်ရေးတစ်ခုလိုပါပဲ။ကျွန်တော်တို့ပြောနေတာကပတိညင်တစ်အချောင်းမှာကြောက်တုံးပေါ်မှာထွင်းထားတာမဟုတ်ပဲနှလုံးသားထဲမှာရေထိုးထားတဲ့ကတိကဝတ်တစ်ခုပါ။ဒီအချက်ကအပြောင်းလဲရဲ့အတင်းနှလုံးပါပဲ။ စိတ်တေနွားတီတီလိုတိရိစံရက်ကနေတခုတည်းသောတခါတည်းနဲ့ထာရတီရဲ့ယေရှုရဲ့ရက်ဖို့ဆိုခြင်းစီလိုကုပြောင်းသွားပါတယ်။ဒါကပါဝင်ဖြစ်စည်းပြောင်းလိုက်ကမျိုးချက်အများကြီးပေါ်ပါတယ်။အပြီးမန္တလေးထုံတဲ့တခုကနေအတွင်ကြားချကိုပိုင်ပေးဆက်မှုတခုစီကုပြောင်းခွာခြင်းဖြစ်ပြီးအရာအလုံးကိုအတီးပြအတင့်ဖွင့်ဆိုပေးလိုက်တဲ့ပြောင်းလဲမှုတခုပါ။ဒီပြောင်းလဲမှုကလည်းအင်မတန်အရေးကြီးပါတယ်။ ကြောက်တုံးပေါ်မှာရေးထားတဲ့စီးမျက်နှာကိုလိုက်နာရတာနဲ့ကိုနှလုံးသားထဲမှာတဲ့လမ်းညွန်တဲနေတဲ့အတွင်းစိတ်အမြောက်တစ်ခုပိုင်ဆိုင်လိုက်ရတာဘလောက်ကွာချမ်းလဲဆိုတာစဉ်းစားကြည့်ဒါကအပြစ်ပေးခံရမှကြောက်လို့နားခံရတာမျိုးမဟုတ်တော့ပဲယုံကြည်ချက်ကြောင့်အတွင်းစိတ်ကလာတဲ့ဆန္ဒကြောင့်အလုံးဆောင်ခြင်းမျိုးဖြစ်လာပါတယ်တာဝန်ဝိတရားကနေစစ်အားထက်သန်မှုစီကိုကိုးပြောင်းတော့လာပေါ့ဘဝရဲ့စီးမျက်နှာကိုအလို့ကြက်မှတ်နေရမယ်အစာအုပ်တူလို့မဟုတ်ပဲကိုယ့်ရဲ့ဝိညာဉ်ရေးရ DNA လို့ ိုပိုင်ဖြစ်တည်မှုရဲ့အစိပ်ပိုင်းတစ်ခုကိုဖြစ်ပိုင်ဆိုင်ရမယ်ဆိုရင်ဘလို့နီးမလဲအဲ့ဒါကပဋိညင်တဲ့ရဲ့ကတိတော်ပါပဲဒါကအဖြူမှုကိုပဲပြောင်းလဲတာမဟုတ်တော့ဘူးကိုယ့်ရဲ့တဘာဝကိုပါ ပြောင်းလဲပစ်တာပါအတွန်းကန်ဒီအပြင်ကို ပြောင်းလဲစင်မဲ့ကတိတော်တစ်ခုပါဒီစရာမှမင်ရတဲ့အတိုင်းပဲဒါက your software update လို့တာမျိုးမဟုတ်ပါဘူးဒါက operating system တစ်ခုလုံးကိုပြောင်းလဲလိုက်တာ ਨੇ တူတူပါပဲအခြေခံကြာခံကြာဖြန့်ဖြေတူရလက်အရာအလုံးကကွဲပြားသွားပြီး ဒီကွာချချက်ကဓမ္မပညာဆိုင်ရာအချက်တစ်ခုတသက်မဟုတ်ပါဘူး။ဒါကကျွန်တော်တို့နေထိုင်ပုံ၊ချစ်ခင်ပုံ၊ဖျားသိခင်နဲ့ဆက်ဆံပုံတွေအပေါ်မှာနေရှိုင်းတဲ့တည်ရောက်မှုတွေရှိပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ပြောင်းလဲမှုကဘလို့ဖြစ်လာတာလဲ။ကြောက်တုံးခနဲ့စိတ်နှလုံးစီကိုဘလို့ကူးပြောင်းသွားတာလဲ။ဒါကမျက်လည်းဖြောက်လိုက်တာမျိုးမဟုတ်ပါဘူး။ဒီပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ဆောင်ရွက်တူတူစွမ်းအားတူရှိပါတယ်။အေးဆောင်ရွက်တူကတော့ကျွန်တော်တို့အစမှအရေးအမြတ်ပြော့ခဲ့တယ်လို့ပဲတန်ရှင်တော်ဝိညာဉ်တော်ပါပဲ။ ကဲသူဘလို့အလုံးလောက်တလဲဆိုတာကြည့်လိုက်ကြအောင်ကျင်းစာကတန်ရှင်သောဝိညာဉ်တော်စုကျေးစုကိုလက်ခံရရှိဖို့ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကိုပြထမ်းပါတယ်ဒါကလှုပ်ဆောင်ရမယ့်အချက်တည်းစာရင်းတစ်ခုမဟုတ်ပဲပြောင်းလဲခြင်းလုပ်ငန်းစဉ်တစ်ခုပါ ပထမဆုံးနှောင့်တရခြင်းဒါကခွက်တလုံးကိုအသစ်ဖြစ်ဖို့အရင်တုံပစ်လိုက်တာနဲ့တူတယ်ပြီးတော့ယေရှုနာမ၌ပဋိဇံခံခြင်းဒါကကိုယ်ပိုင်လက္ခဏာတစ်တစ်ခုတည်းကိုနစ်မြုပ်လိုက်တာပါနောက်ပြီးအပြစ်လွတ်ခြင်း ါကပန်းကြီးကအသစ်ဆွဲဖို့ပိတ်ကားကိုတန့်စင်လိုက်တာနဲ့တူတယ်။နောက်ဆုံးမှာတော့တန်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကိုလက်ခံခြင်းဒါကဖန်တီးမှုစတင်ဖို့စုတ်တန်နဲ့ဆေးရည်ကိုလက်ခံရရှိလိုက်တာပါပဲ။ဒါပြည့်ညက်တရားအရင်မပါတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးနော်။ဒါဒုတိယတစ်ခုတီးတာတင်ယူတာနဲ့တူတယ်။အစပိုင်းမှာတော့တေးတွားစာရွက်ကို အတိအကျလိုက်တီးရတယ်။ဒါပေမဲ့အချင်းကြလာတာနဲ့အမျှ တဲကြီးတာကကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဆွေးမြေ့သွားပြီးကိုယ့်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတယ်။အဲ့ဒီအခါမှာတာဝန်အရာတီးတာမဟုတ်တော့ဘဲစိတ်အားထက်တန်မှုနဲ့တီးခတ်လာတယ်။ဝိညာဉ်တော်ရဲ့တရားကအဲ့ဒီအတွင်းစိတ်ထဲကတဲကြီးတာနဲ့တူပါတယ်။သူက တေးတော်စာရွက်ကိုဖြတ်ပစ်တာမဟုတ်ဘဲအတက်နဲ့ဖြီးစီပေးတာပါ။အတော်ချုပ်ပြောရရင်ကျွန်တော်ရဲ့အမားဒီကိုအမြဲတမ်းလက်ညှိုးထိုးပြနေတဲ့ပညာတရားကနေကျွန်တော်တို့ကိုလက်ခံကူညီပြီးရှေ့ဆက်ဖို့ခွန်အားပေးတဲ့ဝိညာဉ်တော်စီကိုကူပြောင်းသွားတာပါ။ ါကပြည်တင်ရှုတ်ချခြင်းကနေခွန်အားပေးခြင်းစီတို့ကုပြောင်းခြင်းပါပဲအဲ့ဒါကအရာအလုံးကိုပြောင်းလဲစေတယ်ကွာချချစ်တခုပါဆိုတော့ဒီအရာအလုံးရဲ့နောက်ဆုံးရလက်ကဘာဖြစ်မလဲပညာတရားကိုစိတ်နှလုံးထဲမှာရေးထူပြီးဝိညာဉ်ကျော်ကလိုက်နာဖို့ခွန်အားပေးရကဘာဖြစ်လာမလဲရလက်ကတော့ပြောင်းလဲခြင်းပါပဲဒါကအပေါ်ရန်ဒါမှမဟုတ်ယာယီပြောင်းလဲမှုမဟုတ်ပဲနတ်ဆိုင်ပြီးအစင်တီတန်းတဲ့ပြောင်းလဲမှုတစ်ခုပါဘလို့ပုံစံမျိုးလဲဆိုတာကြည့်လိုက်ရအောင်ဒီပြောင်းလဲမှုကအရာအလုံးကိုထိတွေ့ပါတယ် လောကကြီးကိုရှုမြင်ပုံတခြားသူတွေနဲ့ဆက်ဆံပုံစင်ခေါ်မှုတွေကိုရင်ဆိုင်ပုံ အရာအလုံးပြောင်းလဲသွားပါတယ်ဒါကစီမင်းဆိုင်ရင်ဒုက္ခကိုလိုက်နာနေရတာမျိုးမဟုတ်တော့ဘဲချစ်ချင်းကရွညာဉာဏ်ပညာတို့ကနေအထွတ်ရှင်ချင်းဖြစ်လာပါတယ်ဒါကလောကကြီးကိုအဖြူမြဲနဲ့မြင်နေရကနေအယောင်အသွေးစုံလင်းစွာမြင်လာရတာနဲ့တူပါတယ်ဒီကျမ်းပေါ်ကအရာအလုံးကိုအငတ်ချုပ်လိုက်တာပါပဲ။ ပတိယန်တဲ့ဟာကွဲပြားယုံတင်မဟုတ်ဘူးတာယူဖုံးကြီးပါပဲအဲ့ဒီဖုံးအထရေကပြင်ပတလေးထုံတန်းတွေဒါမှမဟုတ်ကြောက်တုံးပေါ်မှာထွင်းထားတဲ့ပညတ်တော်တွေမှာမရှိပါဘူးအသက်တွေကိုပြောင်းလဲစေနိုင်တဲ့နှလုံးသားတွေကိုကူစားပေးနိုင်တဲ့ဆွမ်းအားမှတည်ရှိပါတယ်ဒါကအတင်းကျပ်တဲ့အောင်စေတဲ့ဖုံးအထရေမဟုတ်ပဲအတွင်းကနေထွန်းလင်းတော်ပါလိုက်တဲ့ဖုံးအထရေပါဒါကကျွန်တော်တို့ကိုနောက်ဆုံးမိခုံးအခုနည်းချန်ထားခဲ့ပါဗါးဒါကအလွဲတကူဖြီလို့မရပဲလူတိုင်းကိုယ်တိုင်ဖြီဆိုရမယ့်မိခုံးတစ်ခုပါအကယ်၍ ကိုမှလမ်းမှန်ကိုမြဲညွန့်ပြနေတဲ့အတွင်းစိတ်အီမြုံတစ်ခုရှိနေခဲ့မယ်ဆိုရင်အဲ့ဒါကိုလိုက်ဝမ်ပါမလားပြန်ပကစီမံရေးအစားအဲ့ဒီအတွင်းစိတ်လမ်းညွန်ကိုယုံကြည်လိုက်မယ်ဆိုရင်ဘဝမှာဘာတွေပြောင်းလဲသွားနိုင်မလဲဒီအကြောင်းကိုစင်ချင်သုံးသပ်ကြည့်ဖို့ဖိတ်ခေါ်ရင်ဏီကုန်းချုပ်လိုက်ပါတယ်